အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်တို့ဒါဆက်ဆက်စမောကိုကျွန်တော်တို့ဘာကြောင်ရွေးရှည်တင်တာလဲကျွန်တော်တို့ဆက်ဆက်မောမှာ အရန်ကမှကောင်းတယ်အားသာချက်တယ်ရှိတယ်ကျွန်တော်ပထမဆုံးအချက်မှဆိုလို့ရှိရင်ဒီကုမ္ပဏီကိုတည်ထောင်ထားတယ်ကျွန်တော်တို့ဒီတည်ထင်းကုမ္ပဏီပိုင်ရှင်ဥပဟာဆိုလို့ရှိရင်အရန်ကမှစိတ်နေစိတ်ထားကောင်းပြီး တကယ့်ပေါ်မှာကျွန်တော်နိုင်ငံရဲ့နေစနစ်တွေကိုစားပေးတာမှာဆိုလို့ရှိရင်အရန်ကိုမှကျွမ်းကျင်တဲ့ company fashion တထင်းတူဖြစ်တယ်။တထင်းတူနာမည်ကတော့ Dollar Story လို့ခေါ်တယ်။ဒုတိယတထင်းတူနာမည်ကတော့ကျွန်တော်တို့ CEO အချာနိုဖကီဒီတေလဝီကျွန်တော်ခေါ်တယ်။အဲ့ဒီ company fashion နဲ့ကျွန်တော်တို့လိုမျိုးအစီအကံလူတန်းစားတဲ့အတွက်ကျွန်တော်တို့လိုမျိုးအောက်ရှေ့ကလူတန်းစားတဲ့အတွက်ကျွန်တော်တို့ဘာမှမသိဘာမှမတတ် နားမလည်တဲ့သူတွေရဲ့ဘဝတွေကိုလုံးဝပြောင်းလဲတာမှဆိုရင်အရန်ကမှတော်တယ်နေစနေပိုင်းနဲ့ဆရာတို့ဒီစစ်စတန်ပိုင်းနဲ့ဆရာကျွန်တော်တို့ဒီနေလန်းပိုင်းနဲ့ဆရာတို့ကျွန်တော်တို့ဒါချမှတ်ပေးတော့မှာဆိုလို့ရှိရင်အရန်ကိုမှတော်တယ်เนาะတင်ပေးတဲ့အပိုက်ကအစကျွန်တော်တို့ဒီကျွန်တော်တို့လိုမျိုးဒါလူမျိုးတန်းခွေးချဆက်ဆံမှုမရှိပေနဲ့ကျွန်တော်တို့တင်ပေးတော့မှာဆိုလို့တော်တယ်ဆက်ဆံရေးပိုက်ကအစအရန်ကိုမှတော်တယ်ကုမ္ပဏီပိုင်ဆိုင်သတိနှုတ်ရှိတယ်เนาะဒုတိယချက်ကကျွန်တော်တို့ဒီကုမ္ပဏီကအရင်မှမှရှိတယ် ကျွန်တော်အခုဆိုလို့ရှိရင်ကျွန်တော်ဒီလိုမျိုး marketing company တွေဟာဆိုလို့ရှိရင် အများကြီးရှိတယ်ဖွင့်လှစ်ပေးထားတာပေါ့နော်။ထိုင်းနိုင်ငံမှာဆိုလို့ marketing company တွေကအလုံးပေါင်း400ကျော်ရှိတယ်။အဲ့ဒီအထက်မှာပါကျွန်တော်တို့ဒီစက်စက်သမား company တွေဒါတရားဝင် company တလုံးဖြစ်တယ်။နော်ကျွန်တော်တို့ဒါဒီအမှတ်တံဆက်ကိုလည်းရရှိတတ်တဲ့အပြင်မှာကျွန်တော်တို့ဒီမဟာရှင်ဆိုတဲ့ကျွန်တော်တို့ဒါအမှတ်တံဆက်ကိုလည်းရရှိတတ်တာဖြစ်တယ်။ကျွန်တော်တို့တခုဆိုတော့ကျွန်တော်အဓိက အားတာချက်ရှိရမယ့်အရာကကျွန်တော်မဟာရွှေပေါ့နော်မဟာရွှေဆိုတဲ့အတိတ်ပေကကျွန်တော်အများပြည်သူပိုက်တဲ့ ကုန်တဲ့တလုံးဖြစ်တယ်เนาะအပြီးကျွန်တော်တို့ဒါ DDSA ဆိုတာကကျွန်တော်တို့ဒီတရားမဝင်တဲ့ဒါကုန်တွေကိုလိုက်လျံပြီးဖမ်းဆီးနေတဲ့အဖွဲ့အစည်းတစ်ခုဖြစ်တယ်အဲ့ဒီအဖွဲ့အစည်းထဲမှာတော့မှကျွန်တော်တို့ကုန်တွေပိုင်ရှင်ဟာ member ဝင်တူဖြစ်တဲ့အတွက်နဲ့ကျွန်တော်ဆက်ဆက်မောကုန်တွေဟာဆိုလို့ရှိရင်ကျွန်တော်တရား DDSA အမှတ်တစိုက်ကိုရရှိထားတဲ့ကုန်တွေတလုံးဖြစ်တယ်အခုဆိုကျွန်တော်ထိုင်းနိုင်ငံမှာဆိုရင်ဒီလိုမျိုး marketing ပေါ်အလုံး၄၀၀ကျော်အထက်မှာ ကျွန်တော်တို့ဒီလိုမျိုးမဟာ SA အမှတ်တဆက်ကိုရရှိရတဲ့ကုမ္ပဏီအားဆိုလို့ရှိရင်ကျွန်တော်တို့ဒါ၅လုံးလောက်ပဲရှိတယ်။အဲ့ဒီအထက်မှာကျွန်တော်တို့ဆက်ဆက်မောကုမ္ပဏီပါနေတာဖြစ်တဲ့ဒါကြောင့်ဒီနေ့ဆက်ဆက်မောမှာစူးစားတဲ့သူတိုင်းသူတိုင်းအတွက်လုံအောင်ကြောက်စရာမလိုဘူး။ယုံကြည်မှုအပြည့်အဝနဲ့စူးစားလို့ရတယ်။ဆက်ဆက်မောဘယ်နည်းပျောက်သွားမှာလဲဆိုတာလည်းကြောက်စရာမလိုဘူး။စိုးရိမ်စရာလည်းမလိုဘူး။ဆက်ဆက်မောကုမ္ပဏီဟာမိတ်ဆွေတို့ဘလောက်ပဲစူးစားစူးစားကျိုးစားရင်ကျိုးစားတော့အကန့်အသတ်မရှိပေးတဲ့အပြင်မှာမိတ်ဆွေတွေအမြန်ဆုံးပြောင်းလဲပေးစင်တယ်မယ်ကုမ္ပဏီတလုံးဖြစ်တယ် အဓိကအထူးအဖြစ်ဆိုရင်ကျွန်တော်တို့လိုမျိုးအခြေခံလူတန်းစားတဲ့အတွက်ဆိုလို့ရှိရင်ဒီဆက်စပ်မောကုမ္ပဏီကအရန်ကောမှကိုင်နေတဲ့အလုပ်လေးတစ်ခုဖြစ်တယ်เนาะလူတန်းစားတိုင်းလုပ်ကြလို့ရတဲ့ကုမ္ပဏီတစ်လုံးဖြစ်တယ်ခင်ဗျာเนาะဒါကတော့နံပါတ်1အချက်ဖြစ်တယ်နောက်တစ်နံပါတ်3အချက်ကဆိုလို့ရှိရင်ကျွန်တော်တို့ဆက်စပ်မောကုမ္ပဏီမှာ product price ဆရာတွေလာဆိုလို့ရှိရင်အရန်ကောမှကောင်းတယ်ထောက်လိုက်တဲ့ပစ္စည်းတွေဖြစ်တယ်ဆိုလို့ရှိရင်အရင်သိရှိပြီးကျွန်တော်တို့ဒါလူတိုင်းနဲ့ကိုင်နေတဲ့ပစ္စည်းတစ်ခုဖြစ်တယ်ကျွန်တော်တို့ဆက်စပ်မောကုမ္ပဏီမှာဆိုရင်ကျန်းမာရေးပစ္စည်းရှိမယ်ကျွန်တော်ဟုတ်လား တကူရေသုံးပစ္စည်းအုပ်စုရှိမယ်အလောက်ကိုပစ္စည်းရှိမယ်ကျွန်တော်တို့ဒီမြန်မာနိုင်ငံသားတွေအတွက်ဆိုလို့ရှိရင်အထူးကျွန်တော်တို့တောင်တူလေသမားတွေအတွက်အုပ်စုရှိမယ်ကျွန်တော်တို့ဟုတ်လားစမကရီရှန်လို့ခေါ်တဲ့အုပ်စုတွေကျွန်တော်တို့6အုပ်စုနဲ့ကျွန်တော်တို့ဒီပစ္စည်းတွေကိုဒါထုတ်လုပ်ပေးထားတာဖြစ်တယ်အဲ့ဒီပစ္စည်းတွေမှာကျွန်တော်တို့အဓိကအပြန်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီကျန်းမာရေးပိုင်းဆိုင်ရာတွေဆိုရင်အရန်ကိုမှကောင်းတယ်ကျွန်တော်တို့ဒီပစ္စည်းတွေကကျွန်တော်တို့ဘာကြောင့်ကျန်းမာရေးပစ္စည်းတွေများရတယ်လဲဆိုတော့ကျွန်တော်တို့ကုမ္ပဏီပိုင်ရှင်ကဆရာဝန်ဖြစ်နေတဲ့ဆရာဝန်တယောက်ဖြစ်တာအတွက်နဲ့ကျွန်တော်တို့ ဒါလူတွေဒါဖြစ်နေတဲ့ယောဂတွေကျွန်တော်လူတွေဘယ်လိုမျိုးပုံစံဖြစ်နေလဲဆိုတော့အဆင်ပြေစေဖို့အတွက်ကျန်းမာရေးဖြစ်စအာဟာရတွေကိုအများကြီးထုတ်လုပ်ပေးထားတဲ့အပြင်မှာကျွန်တော်တို့ဒီဆက်ဆက်မောမှာပေါ့နော်အဓိကလူတွေနေ့စဉ်နဲ့ကျွန်တော်တို့တကူရေသုံးပစ္စည်းတွေကိုလည်းကျွန်တော်ကျွန်တော်တို့ဒီလူမျိုးအခုလူမျိုးပေါ့နော်ကျွန်တော်တို့ထုတ်လုပ်ပေးထားတာဖြစ်တယ်ကျွန်တော်လူတိုင်းလူတိုင်းကကျွန်တော်တို့တကူရေသုံးပစ္စည်းဆိုတာကျွန်တော်တို့မသုံးလို့မရဘူးလားသွားတိုက်မယ်မျက်နှာတိုက်မယ်ရေရှုံးမယ် အဲ့ဒီပစ္စည်းတွေကကျွန်တော်ကလုံးဝမသုံးမဖြစ်သုံးရမယ်ပစ္စည်းတွေဖြစ်တယ်ကျွန်တော်ဒီနေ့ဆက်ဆက်မမမသုံးဘူးဆိုလို့ရှိရင်ကျွန်တော်အပြန်မဝေသုံးရမှာပဲကျွန်တော်ဘဝမရတာချင်းတူတယ်ကျွန်တော်တို့ရဲ့ဘဝအတွက်ပြောင်းလဲပေးနိုင်မယ်ကျွန်တော်တို့အတွက်ကိုယ်ပိုင်စီးပွားရေးတစ်ခုတည်ဆောက်လို့ရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီနေ့ဒီနေရာမှာတုံးတာနဲ့ကျွန်တော်တို့တခြားသောနေရာမှာတုံးတာနဲ့ကျွန်တော်တို့မတူဘူးခင်ဗျာဒီနေ့ဒီနေရာမှာတုံးတဲ့ PC ကကျွန်တော်တို့ရဲ့ကျွန်တော်တို့ရဲ့ရေမှန်းချက်တွေကျွန်တော်တို့ရဲ့ဘဝတွေအတွက်အများကြီးပြောင်းလဲလို့ရတာဖြစ်တယ်နောက်တစ်ချက်ကကျွန်တော်ဆက်ဆက်မောမှာကျွန်တော်တို့ဒီဝင်ငွေ ပိုင်းပေါ့နော်ဒါဈေးကွက်ပလန်ပေါ့နော်ဒီဝင်ငွေပိုင်းဆရာဆိုလို့ရှိလေကျွန်တော်တို့အရင်ကမှကောင်းတယ်ဝင်ငွေပေးတဲ့ကအစစနစ်ကျွန်တော်တို့ဒါဝင်ငွေရပြီတဲ့အပြင်မှာလည်းကျွန်တော်တို့ဘဝတွေကိုအများကြီးပြောင်းလဲပြီးကျွန်တော်တို့ဘဝမှာဒါကျွန်တော်တို့ဒါပျော်ရွှင်မှုတွေမရခဲ့တဲ့အရာတွေကိုလေအဲ့ဒီပျော်ရွှင်မှုတရားတွေကိုလေပေးတယ်ကျွန်တော်ပြည်နိုင်ငံခြားအလေးပဲခေးစီတွေကိုပါပေးတာဖြစ်တယ်ဒါကြောင့်ဒီနေ့ဆက်ဆက်မောမှာကျွန်တော်တို့ဒါဒီဝင်ငွေအပိုင်းမှာဆိုလို့ရှိရင်ဒီဝင်ငွေဈေးကွက်ပလန်မှာဆိုလို့ရှိရင်တရားမျှတမှုမှန်ကန်စွာနဲ့ကျွန်တော်တို့ လူတွေအတွက်လုံးဝကိုက်ညီတယ်ဒါဝင်ဝင်ပိုက်တယ်ကျွန်တော်တို့ပေးထားတာဖြစ်တယ်မိတ်ဆွေစူးစမ်းရင်စူးစမ်းတလောက်မိတ်ဆွေလုံနေရင်လုံနေတလောက်ကိုအကန့်အသတ်မရှိပေးထားတာဖြစ်တယ်ဒီနေ့မှဝင်လာပြီးဟုတ်လားဝင်ဝင်ထားတာကကြာနေပြီအဲ့ဒီလိုမျိုးခွေးချဆက်ဆံမရှိဘူးမိတ်ဆွေကဒီနေ့မှဝင်လာပြီးဒီနေ့ဟုတ်လားဒီလအတွက်မှာ1000ရအောင်ဒီလအတွက်မှာ2000ရအောင် မိမိစူးစမ်းမယ်ဆိုလို့ရှိရင်မိမိကဆက်ဆက်မောစီးပွားရေးမှာဝင်လာနေပြီတနည်းနည်းရှိပြီနောက်နေ့မှဝင်လာတဲ့သူတွေအဲ့ဒီလိုအဲ့ဒီလိုစူးစမ်းလို့အပေါ်ကားလို့ရတာလေမဟုတ်ဘူးမိမိဆိုရင်မိမိ ရရှိမှာဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့ဆက်စပ်မောမှာကျွန်တော်တို့ဒါလူငွေတဲ့အတွက်ကျွန်တော်တို့လိုမျိုးအစီခံလူရန်စားတဲ့အတွက်ဆိုလို့ရှိရင်အရန်ကိုမှကိုက်နေတယ်ကျွန်တော်တို့စီးပွားရေးတကူဖြစ်ပါတယ်။ online marketing လို့လည်းကျွန်တော်တို့ပြောလို့ရပါတယ်။ဒီလိုမျိုး online business ကျွန်တော်တို့ဒီလည်းစီးပွားရေးတကူကျွန်တော်တို့တည်ဆောက်ခြင်းတဲ့သူတွေအတွက်ဆိုလို့ရှိရင်ကျွန်တော်တို့ ਨੇ အသေးစိတ်ပေါ့နောက်ကအစလာပြီးဆွေးနွေးလို့ရတယ်။ live တိုက်ပိုင်လို့ရပါတယ်ခင်ဗျာ။ဒီနေ့ခင်မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီလိုမျိုး online စီးပွားရေးတွေကိုကျွန်တော်တို့ရွေးချယ်ပေးလောက်ထားမယ်ဆိုလို့ရှိရင် ကျွန်တော်တို့ဘဝတွေအတွက်အများကြီးကြောက်လေးပြီးကျွန်တော်တို့ရဲ့ဘဝတွေအနာဂတ်တွေအတွက်ပို့ပြီးလှပစီလာမှာဖြစ်ပါတယ်လို့ကျွန်တော်ပြောချင်ပါတယ်ခင်ဗျအားလုံးပဲမင်္ဂလာပါ